်မင်္ဂလာပါရှင်ဒီဇင်ဘာလ9ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတစ်ဝက်မှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကို ပြန်ပြီးစူးစီးတင်ဆက်ပေးပါမယ်ရှင်အရင်ဆုံးအနေနဲ့မြန်မာပြည်တွင်းထဲကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါအာမေနဇက်တျှောက်ကစစ်ကောင်စီတပ်စခန်း55ခုကိုတနေ့အတွင်းမှာ KNU နဲ့ပူးပေါင်းတပ်တွေက တက်ခိုက်သိမ်းပါခဲ့တယ်လို့ကရင်ငင်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ကဒီနေ့ထုတ်ပြန်ပါတယ် KPS အန်ကဒီဇင်ဘာလ9ရက်ဒီနေ့ထုတ်ပြန်တဲ့အရှိတ်အဝါနေဆက်ကိုပြန်လည်သိမ်းပိုက်ခြင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။ KNU ရဲ့အုပ်ချုပ်ရေးနယ်မြေခရိုင်ခုနှစ်ခုထဲကနေဆက်တက်စခန်း55ခုကိုပြီးခဲ့တဲ့နှစ်ဩဂတ်လကနေအခုနှစ်ဩဂတ်လအထိတနစ်တာအတွင်းသိမ်းယူခဲ့တာပါ။စခန်းတော်များများဟာထိုင်းနိုင်ငံနေဆက်တက်လျှောက်က KNU ရဲ့လက်အောက်မှာလုံးဝနေပါ ရောက်ရှိနေပြီဖြစ်တယ်လို့ KPSN တာဝန်ရှိသူ No Cherry ကအစီရင်ခံစာမိတ်ဆက်ပွဲမှာပြောပါတယ်။ KNU ဟာတန်လွင်မြေ26လုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သူကဆိုပါတယ်စစ်တပ်အာဏာသိမ်းတဲ့2021ဖေဖော်ဝါရီကစလို့ပြီးခဲ့တဲ့ August လအထိ၄နှစ်ကျော်ကာလအတွင်းမှာတော့ KNU နဲ့ပူးပေါင်းတပ်ကသိမ်းယူထားတဲ့ test scan အရေအတွက်ဟာ nasal scan တွေအပေါင်းဝင်စုစုပေါင်း193ခုထိရှိလာပြီလို့ KPS အနေနဲ့အစီရင်ခံစာမှာပါရှိပါတယ်တဖက်မှာလည်းစစ်ကောင်စီတပ်ဟာဒေသခံပြည်သူတွေကိုကြောက်ရွံ့စေဖို့တော်လှန်ရေးအဖွဲ့အစည်းတွေခုခံမှုနဲ့စစ်တပ်ကြာဆင်းစေဖို့ရည်ရွယ်ပြီး အများပြည်သူဆိုင်ရာအဆောက်အအုံအများပြားကိုလေကြောင်းလက်နက်ကြီးတက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတက်ခိုက်မှုတွေကြောင့်2024စက်တင်ဘာလကနေဒီနှစ်စက်တင်ဘာလအထိတစ်နှစ်အတွင်းမှာ KNU ရဲ့အုပ်ချုပ်ရေးနယ်မြေခုနှစ်ခုမှာရှိတဲ့ဘုံကြီးကျောင်းခရီးရန်ဘုရားရှိခိုးကျောင်းစာသင်ကျောင်းနဲ့ဈေးဘဆိုင်ရာအဆောက်အအုံတွေအပေါင်းဝင်အရပ်ဘအဆောက်အအုံစုစုပေါင်း108လုံးပျက်စီးခဲ့တယ်လို့ KPSN ကပြောပါတယ်။ဒါ့အပြင် KNU အုပ်ချုပ်နယ်မြေခရိုင်ခုနှစ်ခုထဲမှာစပေးရှောင်းပြည်သူတည်ထရမအနှစ်တန်းကျော်ရှိလာပြီလို့လည်းသိရပါဗျ။စပေးရှောင်းတွေဟာအစားအသောက်နေထိုင်စရာဈေးပတ်ဆိုင်ရာအကူအညီတွေအများကြီးလိုအပ်နေတယ်လို့ No Cherry ကအစီရင်ခံစာမိတ်ဆက်ပွဲမှာပြောပါတယ်ရှင်။စကိုင်းတိုင်းကနီမြို့နယ်ကလေဆဲတစ်ခုကိုဒီဇင်ဘာလ9ရက်ဒီနေ့မွန်လွဲပိုင်းမှာစစ်ကောင်စီက Jet Fighter နဲ့လေကြောင်းကနေထပ်မံဘုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကနီမြို့နယ်မူတော်ရွာကချင်းတွင်းမြစ်စေကန်းကို မွန်လွဲပိုင်းတနအီခွဲဝန်းကျင်မှာ Jet Fighter နဲ့ဘုံးလေးလုံးကျဲချခဲ့တာလို့သိရပါတယ်။မြစ်စိမ်မှာလူနှဲပါနေချိန်ဖြစ်လို့ထိခိုက်မှုသိမ့်မရှိခဲ့ပေအရက်သားနှစ်ဦးရှက်ထိတံရရရှိခဲ့တယ်လို့ကဏီမျိုးခန့်သူကဆိုပါတယ်။ဆက်လက်တစည်းကတော့နင်းမြုပ်သွားခဲ့တယ်လို့လည်းသိရတာပါ။စစ်ကောင်စီဟာဒီရက်ပိုင်းမှာကဏီမျိုးနယ်ကို ပြင်ပထားပြီးလေကြောင်းကနေမကြာခဏတက်ခိုက်နေပါတယ်။ဒီဇင်ဘာ၄ရက်ကလည်း ကနေမြို့နယ်ကချင်းတွင်းမြစ်ကြောင်းတဲကိုလေကြောင်းကနေလေးချိန်ပုံကျဲခဲ့လို့ အရက်သားနှစ်ယောက်တိတ်ဆုံးပြီးဆက်လေတချို့လည်းနင်းမြုပ်ပျက်စီးခဲ့တာပါနိုဝင်ဘာလ17ရက်ကကနေမြို့နယ်ဝင်းမနာရွာတိုက်နယ်ဈေးရုံကိုစစ်တပ်လက်ထက်နဲ့ပုံကျဲခဲ့လို့ဒေသခံတွေနဲ့ကျမကြီးဝန်ထမ်းတချို့အပါအဝင်ခုနှစ်ယောက်တိတ်ဆုံးခဲ့ပါတယ်နိုဝင်ဘာလ18ရက်ကလည်းမင်းအိုရွာနဲ့တရက်ပင်ရွာကြားကိုစစ်ကောင်စီက Jet Fighter နှစ်စီးနဲ့လေကြောင်းကနေပုံကျဲလို့အရက်သားတယောက်တိတ်ဆုံးပြီးတယောက်ဒဏ်ရာရရှိခဲ့တာပါ ဒါအပြင်စစ်ကောင်စီတပ်ကဒီရက်ပိုင်းမှာကချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတွေမှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။စက်တင်ဘာ9ရက်ကစကိုင်းတိုင်းတပရင်းမြို့နယ်ကိုလေကြောင်းကနေဘုံကျဲခဲ့တဲ့ဖြစ်စဉ်မှာတော့တက်ကြီးရွေအိုတွေအပေါ်ဝင်ဒေသခံ16ရောက်ထိဆုံးခဲ့တာပါ။ဒီဇင်ဘာလ6ရက်မှာလဲရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့ကိုဘုံကျဲလို့စစ်ပေးရှောင်တွေအပေါ်ဝင်17ရောက်ထိဆုံးခဲ့ပါတယ်ရှင်။ စစ်တပ်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းလှုံ့ဆော်မှုနဲ့တူမနက်ဖြန်ဒီဇင်ဘာလ10ရက် Silent Strike မှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ရန်ကုန်လူထုတပိတ်ကဒီနေ့အသိပေးနှိုးဆော်လိုက်ပါတယ်။ဒီဇင်ဘာလ9ရက်ဒီနေ့မနက်ပိုင်းမှာတော့ရန်ကုန်လူထုတပိတ်ကအဖွဲ့ဝင်တွေဟာရန်ကုန်မြို့နယ်စူးလေလူကူးတရာအနီးမှာစစ်တပ်အတူအောင်ရွေးကောက်ပွဲကိုစန့်ကျင်ပယ်ချဖို့တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။လူကူးတရာအနီးကအမိုက်ပုံးပေးမှာ Reject Chain Election ဒီဇင်ဘာ10 Silent Strike ပုံကန်အန်တုစတဲ့အစားသားတွေပါတဲ့အတိပေးဆိုင်ဘော့တစ်ခုကိုထားရှိဆန္ဒပြခဲ့ကြပါတယ်။ရန်ကုန်လူထုတပိတ်ကထုတ်ပြန်ခဲ့တဲ့ဓပုံတဲကအမိုက်ပုံဟောင်းစစ်တပ်အတုအယောင်ရွေးကောက်ပွဲရဲ့မဲပုံးတွေကိုရည်ရွယ်တယ်လို့ဆိုထားပါတယ်။အတုအယောင်ရွေးကောက်ပွဲအလွန်မှာလည်းလူထုကပုံကန်အန်တုမှု ရှိမှအလွတ်မြောက်မှုရမယ်ဆိုတာကိုသတိပေးနှိုးဆော်တာဖြစ်တယ်လို့လည်းရန်ကုန်လူထုတပိတ်ကအတိပေးနှိုးဆော်ထားပါတယ်။ ဒီဇင်ဘာ၁၀ရက်မှာကြာရောက်မဲ့ပြည်ပဆိုင်ရာလူခွင့်ရနေ့မှာတနိုင်ကလုံးအတိုင်းအတာနဲ့အတန်တိတ်တပိတ်ပြုလုပ်ဖို့ဒေါ်လာရင်းအင်အားစုတွေကနှိုးဆော်ထားတာပါပြည်သူအလုံးပါဝင်နိုင်ဖို့အတွက်အတန်တိတ်တပိတ်ကိုမနက်၁၀နိုင်ကနေညနေ၃နိုင်အထိပြုလုပ်ဖို့စီစဉ်ထားတယ်လို့အသိပေးထားပါရှင်အသက်၅နှစ်အရွယ်မြန်မာမင်းကလေးတူဟာဒါမြင့်မူရဆေးတစ်မျိုးပါဝင်တဲ့ electronic cigarette vape ပိုင်ဆိုင်မှုကြောင့်စင်ကာပူကနေပြည်နှံတန်းဘေးခံရမယ်လို့သိရပါတယ် ဒါအားစင်ကာပူမှာကာလရှည်ကြာနေထိုင်ခွင့်ပြုထားတဲ့ဗီဇာသတ်မှတ်ချက်ကိုအဲ့ဒီလိုပြစ်မှုမျိုးအတွက်ရုတ်သိမ်းတဲ့ပရမဇုံဖြစ်စဉ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်ကစင်ကာပူရဲတွေရဲ့ရှောင်းနေခဲစစ်ဆေးမှုအတွင်းမှာအဲ့ဒီမင်းကလေးစီကနေအပ်တိုမီတိတ်ပါဝင်တဲ့ဗိတ်ကိုသိမ်းဆီးရောက်ရှိခဲ့တာပါ။ စင်ကူမှာတော့အဲ့ဒီကရိယာကို K-pop လို့လည်းခေါ်ဝေါ်လေးရှိတာပါဒီဇင်ဘာလ10ရက်နေ့မနေ့ကတော့အဲ့ဒီမင်းကလေးကိုနန်းနန်းတန်းပေးပြီးအေးအေးယူမယ်လို့စင်ကာပူပြည်ထရေးဝန်ကြီးဌာနနဲ့ဂျမရေးသိပ္ပံဦးစီးဌာနတို့ကဘူးတွဲကြေညာချက်နဲ့အတည်ပြုခဲ့ပါတယ်ဒါပေမဲ့တခြားဆွဆဲချက်တွေကိုဖြည့်ရှင်းဖို့အတွက်စင်ကာပူမှာအထူးခွင့်ပြုချက်နဲ့ခဏတာဆက်လက်နေထိုင်ဖို့ကိုတော့ခွင့်ပြုထားပါတယ်။အဲ့ဒီနောက်ပိုင်းကျရင်တော့သူဟာနှင်ထုတ်ခံရပြီး စင်ကာပူကိုနောက်တစ်ချိန်ဝင်ရောက်ဖွင့်ပိတ်ပင်ခံရမယ်လို့လည်းသိရပါဗျ။စင်ကာပူမှာစက်တင်ဘာလ၁ရက်ကစလို့ဗိတ်တွင်နဲ့ပတ်သက်ပြီးပိုပြီးတင်းကျပ်တဲ့စီးမြေဥပဒေတွေကိုပြဋ္ဌာန်းခဲ့ပါတယ်။စီးမြေအသက်တွေအရတော့ဗိတ်တွေပိုင်ဆိုင်တဲ့အသုံးပြုတဲ့နိုင်ငံသားတွေဒါမှမဟုတ်အပ်ဒိုမီနိတ်သုံးဆွဲထားကြောင်းစစ်ဆေးသွေးရှိတဲ့နိုင်ငံသားတွေဟာစင်ကာပူမှာနေထိုင်ခွင့်ဗီဇာရုပ်သိမ်းခံရတာနှင်ထုတ်ခံရတာစင်ကာပူပြည်ဝင်ခွင့်ပိတ်ပင်ခံရတာမျိုးကြုံရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ ီးခဲ့တဲ့နိုဝင်ဘာလ29ရက်ကအသက်16နှစ်အရွယ်စင်ကာပူနိုင်ငံသားတူလေးအဗ်ဒိုမီနိတ်သုံးဆွဲမှုနဲ့ဆေးဖြတ်စခန်းကိုနှစ်လကြာသွားရောက်နေထိုင်ဖို့ပို့ဆောင်ခံခဲ့ရပါတယ်။သူဟာပုံမှန်ဖိတ်ထဲမှာတားမြစ်မူရဲ့ဆေးဝါးထည့်ပြီးအသုံးပြုနေကြောင်းစက်တင်ဘာလ၄ရက်နေ့မှာစစ်ဆေးတွေ့ရှိပြီးတဲ့နောက်ထိမ့်သိမ်းခံခဲ့ရပါတယ်။ဒါဟာတင်းကျလိုက်တဲ့အစည်းအဝေးတွေနဲ့ပတ်သက်လို့စင်ကာပူနိုင်ငံသားတူပထမဆုံးအရေးယူခံရခြင်းပါအဲ့ဒီလူငယ်ဟာဆေးပြတ်စကန်ကနေပြန်ထွက်လာရင်တောင် ပုံမှန်စစ်စစ်သားတွေနဲ့စောက်ကြည့်ခံရတာတွေကိုနောက်ထပ်ဆက်နှလောက်ကြာဖြတ်တန်းရမယ်လို့လည်းသိရပါပါရှင်။အခုဆက်လက်ပြီးတော့ကမ္ဘာသတင်းအကြောင်းအရာတချို့ကိုတင်ဆက်ပေးပါမယ်ရှင်။ဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မဂနီကျူ9.5အဆင့်ငလျင်ကြီးကြောင့်လူပေါင်း30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဒီဇင်ဘာလ8ရက်နေ့ပိုင်းကဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြုတ်ပြီးရေအောက်ငလျင်ကြီးလှုပ်ခတ်ခဲ့တာပါ။ မူလကတော့ငလျင်ကြီးရဲ့ပြင်းအားကိုမဂနီကျူ9.2လို့ဖော်ပြခဲ့ပေမဲ့နောက်တော့9.5လို့ပြင်ဆင်သတ်မှတ်ခဲ့တာပါငလျင်ကျောက်ဂျပန်အရှေ့မြောက်ပိုင်းမှာရှိတဲ့ဟော့ကိုင်ဒိုအီမိုရီနဲ့အီဝါဂီဒေသတွေကအကန့်ကျေတချို့မှာဆယ်ပေလောက်အမြင့်ရှိတဲ့ဆူနာမီရေလိုင်းတွေရပ်ခတ်လာနိုင်ကြောင်းအာနာဘန်တွေကသတိပေးခဲ့ပြီးလက်တွေ့မှာတော့အမြင့်နှစ်ပေခွဲနီးပါးလောက်လိုင်းတွေပဲရပ်ခတ်ခဲ့ပါတယ်အစောပိုင်းက ကယူရန်ဒေတာနေထိုင်သူတွေကိုအရေးပေါ်ရှေ့ပြောင်းကြဖို့တရေပေးခဲ့ပေမဲ့နိုင်ပိုင်းအကြောင်းမှာဆူနာမီအန်ဒီယထုတ်ပြန်ချက်ကိုပြန်ရုပ်သိမ်းခဲ့ပါတယ်။ငလင်းအပြီးထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မထုတ်ပြန်သေးပေမဲ့ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဒေတာတွေမှာကြီးစံရထားပြေးဆွဲမှုတချို့ရပ်ဆိုင်းထားခဲ့ရပါတယ်။ပြီးတော့အင်ဂျီထောင်နဲ့ချီတအားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တာပါ။ဂျပန်ဝန်ကြီးချုပ်ဆန်နေအေတက်ကအခြေအနေအာနာပိုင်းတွေက ရောင်မဲရပ်ပိုင်းတွေအတွင်ပြင်းထန်တဲ့နောက်ဆက်တွဲငလျင်တွေဆက်လက်လှုပ်ခတ်နိုင်ကြောင်းပြည်သူတွေကိုသတိပေးထားပြီးအဲ့ဒီအတွက်လဲကြိုးတင်ပြင်ဆင်ထားဖို့တိုက်တွန်းခဲ့ပါတယ်။တက္ကအီချီကငလျင်ကြီးနဲ့ဆက်ဆက်ပြီးဒဏ်ရာရခဲ့သူအယောက်30ကျော်ရှိခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ကနအူးစစ်ဆေးမှုတွေအရာတော့ဒေသတွင်းမှာရှိတဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံတစ်ခုမှာတော့ဘယ်လိုမူမမှန်တဲ့ပြဿနာမျိုးမှမရှိခဲ့ကြောင်းလဲအာနာဘန်တွေကအတည်ပြုခဲ့ပါတယ်။ဂျပန်အစိုးရဟာ ်ငံလျင်နောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေဆန်းစစ်ဖို့နဲ့အရေးပေါ်တိုးပြမှုတွေဆောင်ရွက်ဖို့အတွက်အကြအတိန်စီမံကိန်းတွေစင်တာတစ်ခုကိုပါဖွင့်လှစ်ထားဖို့အမိန့်ပေးခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုတွေကိုဆန်းစစ်ပြီးလိုအပ်တဲ့တိုးပြမှုတွေဆောင်ရွက်ဖို့အချိန်နဲ့တပြေးညီအားစိုက်လှုံ့ဆော်နေတယ်လို့အစိုးရအဖွဲ့အတွင်းရဲ့မှုချုပ်မီနိုရူကီဟာရာကပြောပါတယ်။ မစိဖိတ်သမုတ်တရားတွေကဂျွန်ဆုနိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်ဟောမစိဖိတ်မိခွင်းဒေသလို့ခေါ်ဝတဲ့ရေအောက်မိတော်ရဝန်းနဲ့ဆက်ဆက်တည်ရှိပြီးအားပြင်းနဲ့ငလျင်တွေလှုပ်ခတ်မှုကိုအချိန်ချင်းကြုံခဲ့ပူပါတယ်။ပြန်မြောက်အနေနဲ့ဂျပန်မှာပြင်းအားမတူတဲ့ငလျင်အရေအတွက်1500လောက်နှစ်ဆင်လှုပ်ခတ်လေးရှိပါတယ်။2012ခုနှစ်မတ်လတုန်းကလှုပ်ခတ်သွားတဲ့မဂနီကျူ9အဆင့်ငလျင်ကြီးကြောင့်နောက်ဆက်တွဲဆူနာမီရေလိုင်းတွေပါဖြစ်ပေါ်ခဲ့ပြီးလူပေါင်း1000နီးပါးသေဆုံးခဲ့သလို ဖူကူရှိမာဒိုင်ချီနျူကလ িয়ার ဓာတ်အားပေးစက်ရုံကနေရေဒီယိုတက်တိကြွရွေးဆိတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါဟာလူသမိုင်းမှာအစိုးဆုံးနျူကလ িয়ার မတော်တဆဖြစ်စဉ်တစ်ခုအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။ထိုင်းရဲ့တက်ခတ်မှုတွေကိုတုတ်ပြန်တဲ့အနေနဲ့တံပြန်စစ်စင်ရေးတွေစတင်နေပြီလို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကပြောကြားခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့ရှေ့ရနေတဲ့အတွင်းမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားဆက်ရေးတင်းမာမှုတွေရှိခဲ့တယ်လို့ အပြစ်အခက်ရစရဲသဘောတူညီမှုကိုချိုးဖောက်ခဲ့ကြောင်းအပြန်အလှန်ဆွဆွဲခဲ့ကြပါတယ်။ထိုင်းကကမ္ဘောဒီးယားနဲ့နယ်စပ်တခြားမှာစစ်ရေးပြစ်မှတ်တွေနဲ့ကာဇီနိုရော်တခုကိုလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ကမ္ဘောဒီးယားကလည်းထိုင်းရဲ့အရသာဧရိယာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကဆွဆွဲပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားကတော့ထိုင်းရဲ့ဆွဆွဲချက်တွေကိုငြင်းဆိုခဲ့ပြီးအပြစ်အခက်ရစရဲသဘောတူညီချက်ကို ဆက်လက်လေးစားလိုက်နာကြောင်းပြသဖို့အတွက်ရန်လိုတုတ်ပြတ်မှုမရှိဘဲ24နာရီတီးခန့်ခဲ့တယ်လို့ဟွန်ဆန်က Facebook ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ဒါပေမဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ကြောင့်ဒေသခံပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးနေခဲ့ပြီး24နာရီကျော်လွန်သွားပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားဘက်ကလည်းတံပြန်စစ်စင်ရေးတစ်ခုအစပြုပြီးလက်တော့ပြန်ခဲ့တယ်လို့သူကဆိုပါတယ်။ထိုင်းရဲ့အမှတ်နှစ်စစ်သေးတာကုကရေးဌာနကတော့ကမ္ဘောဒီးယားဟာ BN21 အတွဲလိုက်ပြည့်လောင်းချတွေကိုအသုံးပြုပြီးဒီဇင်ဘာ9ရက်မနက်ပိုင်းကစလို့ထိုင်းနေဆက်တကြောကိုတောက်လျှောက်ပြစ်ခတ်နေကြတယ်လို့ပြောပါတယ်။တစ်ဖက်မှာလည်းကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဒုတိယဗိုလ်ချုပ်ကြီးမာလီ ဆိုချီရတာကထိုင်းစစ်တပ်ဟာ F16 တပ်လျင်တွေအပေါင်းဝင်အကြီးစားဖြတ်အားပြင်းဆက်လက်နက်တွေကိုအသုံးပြုပြီးဒီဇင်ဘာလ9ရက်နေ့ကလေးကကမ္ဘောဒီးယားဗချန်ကအစစ်တပ်နဲ့အရပ်ပတ်ပြမှတ်တွေကိုတိုက်ခိုက်နေကြတယ်လို့ဆွဆဲသွားပါတယ်။ ဇူလိုင်လတုန်းကဖြစ်ပွားခဲ့တဲ့9ရက်ကြာစစ်ရေးပဋိပက္ခအပြီးမှာနှစ်ဖက်သဘောတူထားတဲ့အပြစ်ခတ်ရစရေးကတိတွေဟာလက်ရှိအခြေအနေမှာတော့ဆက်ပြီးထိန်းသိမ်းနိုင်ဖို့အရန်ခက်ခဲတဲ့အခြေအနေဖြစ်လာပါတယ်။အပြစ်ရဆွေးနွေးမှုတွေမှာပေါင်းဝင်ညှိနှိုင်းပေးခဲ့တဲ့အမေရိကန်အစိုးရကနှစ်ဖက်စလုံးအနေနဲ့ပေးထားတဲ့ကတိတွေစက်တီကြဖို့တောင်းဆိုထားပေမဲ့ထိုင်းဝန်ကြီးချုပ်အနူဒင်ချန်ဗီယာဂူကတော့ကမ္ဘောဒီးယားနဲ့ညှိနှိုင်းရမယ့်အချိန်ကကျော်လွန်ခဲ့ပြီလို့ပြောကြားထားပါတယ်။ ဒီဇင်ဘာလ9ရက်နေ့ကစတင်တဲ့နှစ်ဖက်နေဆက်ဗတိပခအတွင်းမှာထိုင်းစစ်သား3ယောက်နဲ့ကမ္ဘောဒီးယားအရက်သား9ယောက်တိုက်ဆုံခဲ့ပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ ယူကရိန်းအတွက်ယူရိုငွေဘီလီယံနဲ့ချီတဲ့ငွေကြေးအထောက်ပံ့တွေရရှိစေဖို့ဥရောပအင်အားကြီးနိုင်ငံတွေကြောင့်ညှိနှိုင်းမှုတွေက အားတက်စရာတိုးတက်မှုတွေရရှိခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့ညပိုင်းကဗြိတိန်နိုင်ငံလန်ဒန်မြို့တော်ရဲ့ဝန်ကြီးချုပ်အိမ်တော်မှာဗြိတိန်ဝန်ကြီးချုပ်ဆာကီရာစတာမာပြင်သစ်သမ္မတအီမန်နျူရယ်မာခရမ်နဲ့ဂျာမနီအဓိပတိဖရိုင်ဒရစ်မတ်တို့တွေ့ဆုံခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့အမေရိကန်နဲ့ဥဆောင်ညှိနှိုင်းပေးနေတဲ့ရုရှားယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်မှာယူကရိန်းအတွက်ထိခိုက်လာနိုင်ခြေတွေကိုကာကွယ်ရှော့ချရေးတိတိယယောက်အကူအညီပေးဖို့ဖြစ်ပါတယ်။ဆွေးနွေးမှုတွေမှာတော့အော်ရောပါနိုင်ငံတွေကထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေထဲကနေ ထုတ်လုပ်ပြီးယူကရိန်းအတွက်ယူရိုဘီလီယံတွေနဲ့ချေတန်ဖိုးရှိတဲ့အထောက်အပံ့တွေပေးအပ်နိုင်ရေးလုံထုံးလုံနည်းအဆင့်သဘောတူညီမှုတွေရရှိကြတယ်လို့အော်ရောပါကြီးတုံးကြီးရဲ့ခေါင်းဆောင်တွေကအတည်ပြုခဲ့ပါတယ်။ အရင်ကတော့အနောက်ဥရောပနိုင်ငံတွေဟာရုရှားနဲ့စစ်ပွဲမှာယူကရိန်းကိုချွင်းချက်မရှိထောက်ခံနေတယ်ဆိုပေမဲ့ထိချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုယူကရိန်းအတွက်အထုတ်ပြီးချေပေးဖို့အစီအမံတွေနဲ့ပတ်သက်ရင်တော့တိတိကျကျအကောင့်ထဲပို့ဖို့တွန်းဆုံနေခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ယုံရဲ့ထုတ်ပြန်ချက်မှာတော့ခေါင်းဆောင်လေးဦးတွေးဆမှုတွေအပြီးမှာအဒီကိစ္စနဲ့ပတ်သက်ပြီးအများကြီးအပေါင်းလက္ခဏာဆန်တဲ့အရွေးမျိုးစီဥတီလာနိုင်တယ်လို့ဖော်ပြထားခဲ့ပါတယ်။အဒီဆွေးနွေးပွဲကိုလူကိုယ်တိုင်မတက်ဖြစ်ပေမဲ့တခြားဥရောပနိုင်ငံခုနှစ်ခုရဲ့ခေါင်းဆောင်တွေကလည်းဗီဒီယိုဖုန်းခေါ်ဆောင်မှုနဲ့ချိတ်ဆက်ပါဝင်ခဲ့ကြပါတယ်။ဒါ့ပြင်တူရကီအစိုးရနေတိုးစစ်မဟာမိတ်အဖွဲ့နဲ့ဥရောပသမဂ္ဂ EU ကဆေလွတ်တဲ့ကုသလေတွေလည်းအစည်းအဝေးတက်ခဲ့ကြတာပါ။ဆွေးနွေးပွဲမှာတော့ စစ်ပီးကာလယူကရိန်းမှာငြိမ်းချမ်းရေးအတွင်းရှိဖို့ခိုင်မာအားကောင်းတဲ့လုံခြုံရေးအာမခံချက်မျိုးရှိနေဖို့လိုအပ်တယ်ဆိုတာခေါင်းဆောင်အသီးသီးကအလေးထားဆုံးဖြတ်ခဲ့တယ်လို့ဝန်ကြီးချုပ်ယုံကြေညာချက်မှာဖော်ပြထားပါတယ်။ EU ခေါင်းဆောင်တွေဟာဒီဇင်ဘာလ18နဲ့19ရက်တို့မှာတွေးဆောင်ဖို့စီစဉ်ထားပြီးလက်ရှိထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေထဲကယူရို90ဘီလီယံလောက်ကိုယူကရိန်းစီထုတ်ချေးရေးကိစ္စအပိသက်ဆွေးနွေးသဘောတူနိုင်ဖို့မျှော်လင့်နေပါတယ်။အဲ့ဒီကိစ္စအဆင်ပြေသွားရင်တော့ ယူကရိန်းဟာရန်ပုံငွေထောက်ပံ့မှုတွေကိုနောက်နှစ်ကစပြီးတတုတ်ချင်းလက်ခံရရှိသွားမယ်သဘောပါဇလစကီကတော့ရုရှားရဲ့ရန်လိုမှုတွေကိုရှေ့တန်းခံစစ်အဖြစ်ကြကြန့်ခံနေတဲ့သူ့နိုင်ငံဟာအမေရိကန်နဲ့ဥရောပစီကအထောက်အပံ့တွေမရဘဲနဲ့ဘလို့မှအဆက်ပြီးမရတည်နိုင်ကြောင်းသတိပေးထားပါတယ်အမေရိကန်ကဂျောင်းဝေဆစ်ဆက်ပေးနေတဲ့စစ်ရဲဆဲရဲကိစ္စနဲ့ပတ်သက်လို့တော့ဇလစကီကငင်းကြေးစီဦးတည်တဲ့အသေးစားတိုးတက်မှုတွေဖြစ်တွန်းနေတယ်လို့လန်ဒန်မှာသတင်းထောက်တွေကိုမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင် People's Spin ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်